တည်ခြင်းတရားကိုကြော်လွားပြီးသူ့ရဲ့ဘဝဆက်ဝန်ကိုနောပြန်လဲနိုင်တဲ့တသရှိသမျိုးကဘာပင်လေသမှုတရားဤထဲမှာရှိနေတယ်ဆိုတာသင်သိပါသလားဒီထူးခြားတဲ့တသရှိကတော့ immortal jellyfish Tryptosis doni လို့လူသိများတဲ့ဂျယ်လီ၅သမျိုးဖြစ်ပါတယ်။တသရှိအများစုဟာမွေးဖွားကြီးပြင်းပြီးသေဆုံးရပေမဲ့ဒီဂျယ်လီ၅ကတော့မတူပါဘူး။သူဟာအသက်အရွယ်ကြီးရင်လာတဲ့အခါဒဏ်ရာရတဲ့အခါဒါမှမဟုတ် န်ဝင်းကျင်ကအန်ဒီရဲ့ပေးလာတဲ့အခါမှာတေဆုံးသွားမယ့်အစာသူ့ရဲ့ခန္ဓာကိုယ်ကိုအစောဆုံးအဆင့်ဖြစ်တဲ့ကလေးဘဝအဖြစ်ကိုပြန်လဲပြောင်းလဲနိုင်စွမ်းရှိပါတယ်။ဒီဖြစ်စဉ်ကို trans differentiation လို့ခေါ်ပြီးအရွေးရောက်ပြီးသားဆဲလေးကနေမတူညီတဲ့ဆဲလက်မျိုးစအဖြစ်အသွင်ပြောင်းလဲတာပါ။ဥပမာပြောရရင်လက်ပြတကောင်ကနေပိုးလောင်ဘဝကိုပြန်ပြောင်းသွားတာနဲ့တူပါတယ်။ဒီနီးလန်းနဲ့သူဟာ theory အရအိုမင်းချင်းကြောင့်မတည်ဆုံးပဲထာဝရအသက်ရှင်နိုင်ပါတယ်။သိပ္ပံပညာရှင်လေးဟာ ဒီဂျယ်လီ9ရဲ့ sale ပြန်လည်နှုတ်ပြခြင်းလို့ရှိကိုအပြင်းထန်လစ်လာနေကြပြီးလူသားတွေရဲ့အိုမင်းခြင်းဖြစ်စဉ်နဲ့ယောဂကူတာမှုတွေအတွက်အဖြစ်တစ်ခုဖြစ်လာမလားဆိုတာကိုမျှော်လင့်နေကြပါတယ်